တို့ညာကိုအားပေးနာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆိုင်းဆံမကြီးခင်ဆွေဦးရဲ့ဝါဆိုဦးကပန်းဖူးတယ်။အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ခင်ဆွေဦးဝါဆိုဦးကပန်းဖူးတယ်။အပိုင်းနှစ်ဆင်စစ်တော်ထိုနေရာတကယ်ပြောခွင့်ရှင်ွယ်ကြီးပါ။ဒီလိုဖြစ်ဖို့မကောင်းပါဘူးဟုစဉ်းစားမိသေးတယ်။ မင်းလာအရှိဆုံးနေ့တနေ့ဟုမိုးဟိန်းတို့ဦးလေးတော်တဲ့အန်ကယ်ဦးမြင့်ဆန်ကကြွေးကြော်လေးသည်အန်တီဂျိုကအိမ်တွင်ဧကန်ပါလီတစ်ခုလုပ်သည်ညနေပွဲဆိုတော့အဆိုညစာပေါ့ဓမ္မကိုအော်ရာမာသည်အစင်မြင်မြင်နဲ့ဆေးဘက်နောက်ဆုံးနဲ့အောင်းသွားသောပူပူနွေ့နွေ့ဒေါက်တာကောင်းမွန်ဆန်အတွက်တော်၎င်းဆရာရန်ဝန်ခုံနူး၅ပါးသားနဲ့အောင်းသောသမီးအငယ်ဆုံးတင်လက်ဆန်အတွက်တော်၎င်းဂုံပြူသောပွဲမှုမိဘတွေကအစွမ်းကောင်းစီမံပြီးသောပွဲဆိုတာစိုးစရာမရှိဘူး ရေဒီယိုဂရမ်မှတခြားချူချူဒေးသချင်းသည်ဝီဝီဆာဆာနှင့်ပြန့်လွင်လာသည်ကြောက်ရောက်လာသောမင်းပရိသတ်လူကြီးများကအဖျော်ရမကားနှင့်မိတ်နေကြပြီးလူငယ်များသည်ဂူဂူအကနှင့်လှုပ်ရှားမှုကြနေကြသည်ပြားရီပမာ ချူလာတဲ့တခြားချူမင်းဟာငါတခြားခဲမှလေငါလိုချင်တယ်ဆိုတော့မင်းငါ့ကိုပိုင်ပြီပေါ့အရက်ဖန်ခွက်တချို့သည်အတိုက်ခံရသဖြင့်စပွဲပေါ်လဲကုန်ကြသည်ဂျမကားနှင့်မြီးစရာဝဲဥကြောင်ကျော်နှင့်အာလူကျော်တို့သည် ငငန်းထဲမှာလွင့်စင်ခုံပြံကကျမ်းမော်တို့ကစင်ကလျားကြကုန်ကြသည်ပလတ်စတစ်ပန်းလူရောင်အပြာရင်ရောင်ပန်းအခိုင်လိုက်ချိတ်ဆွဲထားသောမီးဝင်များမှလင်းပွင့်ဆဲဖြစ်သည်ပြာမိမ့်မိန်နှင့်နယံကက်မီးတိုင်အားကတော့ထုံးစံအတိုင်းဖြော့တော်အားနေနေသည်မှန်မရင်းပေါက်ကြီးများမှဇာကန်းကြီးလိုက်ကာတို့သည် လေအလာတွင်ဖောင်းချနေကြသည်အဝါနုရောင်ဖြော်ဖြော်ခန်းစည်းကြသည် အစိမ့်မှုပြေပြေအုံနိုင်ရနှင့်လိုက်ဖက်လှသည်နွေနွေစောထုနှင့်မိုးအင်းတို့သည် အဖျော်ရမကများစားစရာများတီခင်းရင်အလုံးရှုံနေကြသည် အကကပဲမောလို့တအောင်များနားကြသူတွေကိုမိုးဟိမ့်သည်ငွေလင်မန်းထဲတွင်ဒူယာ secret များထဲကလိုက်လံတီခင်းလေသည်ကောင်းမွန်ဆန်သည်စုမျက်နှာနှင့်ဒူထန်လျက် secret မှိန်နေသည်ချွေးများကိုလက်ကန်ပေါ်အဖြစ်ထုတ်ထုတ်ခါနွွင့်ရီလာပါအောင်မှုခေါ်ပြီးမိဆက်ပေးသေးသည်နွွင့်ရီကတိတ်ချော်ရပဲကွယ်စုမျက်နှာချီးမွမ်းနေသည်ထို့နောက်ကောင်းမွန်ဆန်အနာမှအပြူမလေးတယောက်က အကူနဲ့မောင်နှမ အနက်ဝမ်းခွဲလေဟုဆက်ဆိုရင်ညူစုသလိုကြည့်သေးသည်ဟိုနွေ့နွေ့အဖေရဲ့မိန်းမရဲ့ယောက်မနဲ့ကိုရုအဖေရဲ့တူမရဲ့ယောက်ျားရဲ့ခင်မကညီမကောင်းမဆန်နောက်ပြောင်ပြောသဖြင့်အားလုံးကတော့တော့ရေမိုးစားသည်ကောင်းမလေးကဆက်ဆက်နေရပြီးကောင်းမဆန်ရဲ့ပေါင်ကိုလှမ်းပုတ်တဲ့အကိုကလည်းညီမအကောင်းမင်းနေတာကိုနှုတ်ခမ်းဆူနေသည်မိုးဟင်းအနာရောက်လာတော့ဆုမျက်နှာက"သူ ਆ ရော၊ယူကာဆန်လား" ဆိုပါတော့ကားမော်ဆန်ကမတင်မကြဖြစ်သည်ယူရိုအမျိုးတွေကလည်းအလှအကြီးပဲဒီလိုပဲဖြစ်ရမလဲအားလုံးထဲမှာအကောအချောဆုံးဆောဆောကကောင်မလေးကပြောလိုက်သည်ဆွေမျက်နှာနာကဟုတ်တယ်ဟုထောက်ခံသည်တကယ်လဲကားမော်ဆန်ကြီးယောက်ျားချင်းမင်းကြီးကြည့်ရလောက်အောင်လှလေသည်မိုးဟင်းလိုအသားမညူမင်းမလာတို့အသားကြီးပမာဝါဝင်းချော့မွန်နေသည်မိုးဟင်းလာမမြင်မိမဲသူ့အလုံးအဖန်နဲ့သူအနေတော်ဖြစ်သည်ရှုပ်လှသလောက်ပြောလဲချူသည် ဘလို့စကားဆက်မိကြသည်မသိဘသူကမေးလိုက်တော့မေးခွန်းညောင်းလည်းမသိနွေနွေကဟိုတနေ့ကဆန်ရအောင်မေး nurse training ဆင်းခဲ့ပြီဒီနှစ်ပဲလုပ်ဝင်တယ်ဟမ် nurse လားသူမျက်နှာနာကမသိမသားမျက်မှောင်တောင်းလိုက်သည် ကမ်းမော်ဆန်ကတဖန်မွေးရင်မဲ့သူလှည့်ရင်သူကတော့ဘီနှလုံးဂုံနုပိုင်ရှင်ဘလို့သူမျက်နှာနာကမေးပြီးမှအတိတ်ပဲပေါက်ခါရဲမလို့မျက်နှာသားကိုလက်ကင်ပေါ်နဲ့ဖုံးကွယ်လိုက်သည်နောက်နေ့ဆက်ဖြေမှာလား စဉ်မျက်နှာနာပြီးမှကောင်းမလေးရမိလိုက်သည် မိုးအင်းကနှုတ်ခမ်းကိုတင်းတင်းစီကမဖြေဖြစ်တော့မင်းလင်မန်းကိုစပွဲငယ်ပေါ်တင်းကထွက်ခွာသွားဟန်ပြင်းသည်ဖြေမှာပေါ့မိုးဟင်းဆိုတာဇွဲကောင်းအောင်မှာပေါ့တမိုးလုံးဟင်းနေရပဲဟာနင်းတွေကအမှုမဲ့ပင်ပျော်သလိုလုံဝင်တော့သည် နောက်နှစ်မအောင်တော့လဲဘီသုံးလုံးမိုးဟင်းပေါ်ကွာမိုးဟင်းဤမျက်နှာသည်ကွက်ခနဲပြတ်သွားသည်ဖန်ခွက်များနဲ့ပလင်းကုန်များကိုသိမ်းနေသောဆော့ထုကမိုးဟင်းအားလှမ်းကြည့်လိုက်သည် မိုးဟိန်းသည်ကားမော်ဆန်လိုဘက်သို့ပြန်လှည့်လာသည်ကားမော်ဆန်၏မျက်နှာကိုစိစိကြည့်ကနေ့ကျွရှင်ညကျွရှင်နဲ့တက်ကားနဲ့ဆရာတွေအိမ်ပြင်တင်ရတဲ့ကောင်းမမဟုတ်တာပဲဗျာဘီသုံးလုံးဖြစ်ချင်လည်းဖြစ်မယ်ဘီငါးလုံးဖြစ်ချင်လည်းဖြစ်မယ်ဆယ်လုံးဖြစ်ချင်လည်းဖြစ်မယ်ဒါမှမမှန်ပါဘူးကျုပ်ကတော့တည်တဲ့ထိဆောင်မဖြူပါမှာပဲကျွရှင်ပြရင်လည်းဒေါ်လာမဟုတ်ပါဘူးငါညီအားသူတော်တဲ့လူကတော်ဦးတော်လာတာဒါရှားပါတယ်ကိုကောင်းမော် တော်ရဲလို့ရှိရဲဆိုတာလည်းဟုတ်ချင်ဟုတ်မယ်ဒါပေမဲ့ကျွရှင်တကူနဲ့ဂုံနူးတွေဝါလုံးလို့နှစတိုးတာတော့ကျုပ်တို့မြင်နေမယ်မင်းကကျွရှင်မယူနိုင်လို့ဘီနှစတိုးတာလို့ပြောချင်တာလားကောင်းမော်အေးစကားကိုပြက်လုံးတစ်ဖွဲသဘောကြကားတုံးအုံးရင်မောကြလေသည်မိုးဟင်းကဒေါသသာထွက်လျက်ပြန်မချေပတဲ့သဖြင့်ခြာကနေလှည့်ထွက်ပြီးဆန်နရခုံမော်တင်လာတော့ဖန်ကွက်နှလုံးကိုလက်ဖြင့်ပုတ်ထုတ်လိုက်မိသည်ဖန်ကွက်ကလေးများသည်ကြမ်းမြင်ပေါ်သို့ကြွက်ွဲသွားလေသည် တင်လက်ဆန်ကဖန်ခွဲခွဲများရှိရသူကြပြကြရထလာရင်ဟဲဒယ်ရီဂျာမနီကယူလာတဲ့ဖန်ခွဲကလေးတွေဘလို့လွက်တာလဲမဟဲစိတ်ဆိုးမှန်ဆိုးနေအော်ဟစ်မိလိုက်သည်ရှ်တမီးဟိုမှာဧည့်သည်တွေနဲ့ဦးမြင့်ဆန်ကတင်လက်ဆန်အားလှမ်းသတိပေးလိုက်သည်ဒေါ်ဂျူနဲ့ကောင်းမော်တို့ကမိုးဟင်းရှိရသူလှမ်းကြည့်လိုက်ကြပြီဒေါ်ဂျူကဘလို့ဖြစ်တာလဲဟေးဟုခက်ထန်ထန်မိလိုက်သည်တရားသဖြင့်ဟုတ်မဟုတ်စဉ်းစားကြည့်ပါအန်တီမနေ့ကလည်းကျွန်တော်ကဂုံလုံးနှစ်ခုနဲ့အောင်တယ်လို့နောက်ဆရာမဟုတ်ဘဲနောက်တယ် ဟုတ်အောင်မေ့ပြီးတော့မဟုတ်တဲ့အခါကျတော့ဘလောက်စိတ်ဆင်းရဲလဲကျွန်တော်ရင်လည်းဘယ်လိုနေမလဲဆိုတာစဉ်းစားကြည့်လေခင်ဗျားတို့ကကိုကျင်းစာတရားမရှိတော့ဘူးလားဒီနေ့ခင်ဗျားတို့ဒီတော့ဒီတပုံကြီးရလို့အောင်းမဲခံတယ်ကျွန်တော်ကအရှုံးဘက်ကပဲစာပွဲမှာငိုရဲလူရှိမှရေရမဲလူကမရေရက်လို့မရေဘူးခုတော့ပြုံးဆိုမိုးဟိန်းဒီပြေးထွက်လာခဲ့သည်ဟဲ့ပဲလဲဟုဒေါ်ကျူးကမေးပြီးလိုက်ကြစမ်းပါဩဒီကောင်လေးနောက်ကိုမြွေမြွေတို့ဆောက်ထုတ်လို့လိုက်ကြစမ်းဘာများလုံးလို့လည်းမသိဘူး အကန်သာကြားလိုက်ရသည်မိုးဟင်၏မျက်စိတွင်ပြဝေနေသည်။ဘာကိုမှမမြင်တော့ခြေဥတရာသို့ဆွပြေးပြီးသာလာမိသည်။ရှင်နှင်း၌ဒေါသတွေမခံခြင်းစိတ်တွေကစူဝေနေခဲ့သည်။တော်တော်နှင်းစိတ်ကမပြေ။တော်ယုံတန်ယုံများခွင့်လွန်လိုက်ပါဟဲ့။နင်းတို့ရဖြောင်းမြသည်လို့ပြောလိုက်လေစိတ်ထဲ၌စနောင်စင်းင်းဖြစ်နေမြဲပင်။မိုးဟင်သည်ပြင်းမပင်စီကိုပက်ကြည့်တကောင်ပမာမှီလျက်ပိတ်ကက်ကက်နှင့်ရက်နေသည်။လက်ထဲမှဓမြောင်းနှင့်ပြင်းမပင်စီကိုထိုးဆွရင် ခွင့်လွန်ရမယ်။ ဟာနင်းတွေဘယ်လိုဟာမျိုးခွင့်လို့ရမလဲနင်းယူဆနေတယ်။ဟောခုကိစ္စကိုပေါ့ဟဲ့။သူ့ကောင်ကိုရမ်းခါလိုက်တယ်ခွင့်မလို့ဘူး။နင်းကခက်ကိုခက်ပါတယ်မဟုတ်ဟင်အောင်။အန်ကယ်မြင့်ဆန်လို့အန်ဒီဂျူတို့ကောင်းမော်တို့လိုလူတွေကလူခွင့်လို့စရာမျိုးဆောင်မဟုတ်ဘူး။တိထားဖို့ကတလောက်အပေါ်စီးနေရရနေတဲ့လူတွေခွင့်လို့ရမယ်ဆိုတော့ပြောတဲ့လောလာနင်းတွေ။သွားစမ်းပါ။နေနေနေသူနဲ့ယူဆခြင်းမတူတဲ့ပြင်ဝမ်းနဲ့နေမိသေးသည်။တို့ကြောင့်မိုးဟိန်းဒီသူ့ရင်တွင်ပင် ပြောစရာစကားတွေကိုဆက်၍သိမ်းဆဲထားလိုက်လေသည်လူမာလူနဲ့တူတဲ့တိတ်ခါရှိတယ်လူမာနာရှိတယ်လူမာတတိရှိတယ်မှန်နာတွေကိုသိရမြင်ရတဲ့အသိဉာဏ်လည်းရှိတယ်သူ့ကိုနှိမ်ထားတဲ့ခေါင်းကိုပြန်မက်ချင်တဲ့စိတ်လည်းရှိတယ်တခင်လိုသဘောထားသူအပေါ်ကျိုးနွံ့ထကြတဲ့စောထူပေါ်ရောနွဲ့နွဲ့ရောပြောချင်လာတယ်ခေါကီရေးတဲ့အမေဆိုတဲ့ဝတ္ထုထဲမှာအမေသားတို့ကိုဖျက်ဆီးနေတာဒီကြောက်စိတ်ပဲသားတို့အမေတို့ကြောက်ကြတာကိုအခွင့်ကောင်းရှုပြီး ကျွန်တော်တို့ဘောမှာသခင်လုပ်နေကြတဲ့လူတွေဟာကျွန်တော်တို့ဘောမှာအနိုင်ကျင့်ညာနိုင်ကျင့်ပြီးဘူအကြကြီးကြနေကြတာပေါ့တဲ့အန်ကဲရလူကိုဘယ်လိုခေါ်အမည်မသိပါဆယ်မြောင်းဆိုလားတူမြောင်းဆိုလားလမ်းမဆက်သွယ်ရေးဆိုလားခီးတွေလည်းမကြာခဏထွက်ရသည်အစည်းအဝေးတွေလည်းထားရသည် အလုပ်လည်းအလွန်များလာသည်သူ့လက်အောက်မှအင်ဂျင်နီယာများအလုပ်သမားများကန်ထရိုက်တာများအင်ကုန်မကြာခဏလာကြသည် ကိုပိုင်းချိန်မရှိဘူးဟူညဉ့်ညူတန်းကြရသည် ဘလုတ်ကတော့ကြိုးစားပုံရသည်အနေကျူနှင့်အကြောင်းပါပြီးရန်ကုန်တွင်နေလာရသည်အန်ကယ်တော်ကြောင့်အလုတ်လုတ်ကြောင်းအနေကျူကအထက်လူတွေကိုပြောပြမှသိရသည်တဲ့ဘေးရန်ဆရာတွေလည်းအန်တီမကြာခဏတိုင်ပင်သည်အိမ်တို့ပင်သည်ဇာတာအလိုရအနေကျူရာသာယုတ်ဆိုလားဓနုယုတ်ဆိုလားအဲ့ဓာတွေနင်းဖွားသည်အုပ်ဘနချက်ရသည်ဆိုလားသောသူကတော့အုတ်မှတ်ပြီးဒါကြောင့်အန်ကယ်မြင့်နဲ့အနေကျူတို့တိုက်ဆောက်နိုင်တာပဲကားကိုယ်တော်နဲ့အစီခံတန်းများတော့အုတ်စီနိုင်တဲ့သူတွေပဲ နေချင်းပင်ခြံထဲတွင်အုတ်တိုက်လှလှလေးတွေတန်းစီလာကြသည်စောထူးဆိုရင်စောထူးကိုအထူးအမှတ်ရလာသည် စောထူးသည်လည်းကရုတ်ရွာသားနွေနွေတို့မိုဟင်တို့နှင့်အเจ้าနေပတ်တငယ်ချင်းပင်သူကအစောဆုံးအန်ကယ်တို့ဤပရိသာရိတ်မြုံတို့ရောက်လာသူဖြစ်သည်သူကအမျိုးမတော်သဖြင့်ပို၍အထူးသားပေးသားရသည်ဒုံးပေကတ္တနှင့်ခိုင်းသည့်ကျုံဆေးသည့်နွားမိဘဘဝလက်ထက်ကလေးကအန်ကယ်တို့အဖိုးတို့အပါတို့အလဲမှာအစဉ်အဆက်အစင်းငါးမိသားစုများလည်းဖြစ်ကြသည် ထိုစဉ်ကအလင်းတန်းကျောင်းသားဖြစ်သေးသောဆော့ထုမှာငါးရန်ထိတာပညာသင်မှုသည်ယခုလည်းအထက်တန်းကျောင်းဖြစ်တာမကြသေးကိုရူကိုရာစနစ်နဲ့ဆရာရီမိပါတွေရွာသားတွေပေါင်းပြီးစတီထောင်ခါစားပဲရှိသေးသည်ဆော့ထုကတော့သူငါးရန်ကျောင်းသားဖြစ်ခဲ့တာဝမ်းမနည်းလှပြီရှစ်တန်းကိုတိတ်ပန်လည်းမအောင်လို့လည်းမျက်နှာငယ်စရာမရှိဘူးဆယ်တန်းဘီနဲ့အောင်လို့ဘသူမှလည်းကဲ့ရဲ့စရာမရှိတော့ဘူးပေါ့ဒီတော့စိတ်ဆင်းရဲပြီးမျက်ရည်ကျစရာမလိုတော့ဘူး နောက်ဆုံးတော့ထမင်းတလုပ်တော့စားရတာပဲဘာနဲ့ပဲစားစားဝမ်းဝမ်းအောင်စားဖို့ဒါအရေးကြီးတာနတ်မန်အောင်စားရဖို့ဒါအရေးကြီးတာကားမောင်းရတာတော့ပြန်မှန်းလာသည်ယုံနေနေယုံကားလဲမောင်းလာသည်အိမ်မလဲမောင်းလာသည်တလောအစီရောကပင်ယာယီစီယုံတက်ရသေးသည်အသက်၁၈နှစ်သားကလေးကမောင်းလာခဲ့ရတဲ့ကအခုအသက်၂၈နှစ်ရှိပြီ၁နှစ်တောင်ကြာခဲ့ပြီပဲမိုးဟင်းအိမ်ရောက်လာတော့မိုးဟင်းကကုမောင်းမေးသဖြင့်တက်တာရတက်တာကြောင့်ဖြစ်လို့တော်ပါပေသည် နောက်ရောက်လာသူကနင်းနွေသူကအစာအင်းချိန်ရွာမှာမှာအတော်အင်းနင်းနေကကြောင်းတက်သည်အတော်အင်းမပဲဆန်ရအောင်နေသည်သူနာပြတင်လန်းတက်မီစီစဉ်စေအတော်ရုပ်တရက်ကွယ်လွန်သွားသဖြင့်အန်ကယ်ရုအမျိုးတွေဟာပရိသတ်ရင်တို့လာပူဇာသည်ဘလုံးမလို့ရရင်မနေနိုင်သောနင်းနွေသည်ဒီတိုက်စိတ်ကြီးတွင်ချွေရန်တူအဖြစ်ခံထားခြင်းခံရပြန်သည်ဝိုင်းလုံးဝိုင်းစားပေါ်နောက်ဆုံးရောက်လာသူကတော့မိုးဟေဒီကောင်လေးမှာဖေးအေးမရှိတော့မောင်နှမသားချင်းများလည်းမရှိ သူ့အပါကတောင်သူလယ်သမားဘဝဆင်းရဲလာသည်ဟုအထက်တန်းပညာသင်ကြားစေသည်အ ਨੇ စုံចောင်းစရာလေးတယောက်ဖြစ်လျင်တတတတအသက်မွေးဝမ်းကြောင်းဖြစ်နိုင်မည်ဟုမိဘတို့ထားမြင်သောစေတနာနှင့်ကလေးဤဘဝကျမကိုဖန်လေးသည်တောင်သူလယ်သမားဘဝအပင်များနှင်းချလာသည်ကိုစောထုအသိဆုံးမည်ပညာသင်ခွင့်ရသည့်တိုင်အောင်မည်စောထုရောမိုဟင်ရောနွေနွေရောဒေရန်တို့ကဆာမွေးကြကြသည်ဖုံးရောင်စလုံးစားတော်လျက်ကြကြသည်ဖြင့်ဆရာရီဆရာမတွေကစိတ်မကောင်း ။ဆောင်းမင်းနီလာဒီချိန်နဲ့စပားမဲ့ချိန်အန်ကိုက်ပင်မောမလေးငင်ရပင်စာ၆ရံလေးလေးဆင်းကြရသည်။ရွာထဲလုံးလုံးနိုင်သောဖွားကိုဖိုးဖို့နဲ့မခက်တွင်းကလေးငယ်တွေပဲရွာထဲခြံရည်သည်။ကွင်းလေပင်တွင်စိုက်ထားသောစပါးသင်းနိုင်တို့သည်တဘူရဲတပေါင်းတို့အချိန်တွင်စပြန့်နှံခဲလာလေပြီ။ရွှေရောင်ဝဲမဲ့၍နုယီခဲချိန်၌စာပေါင်းကြီးနှင့်စာပရေးတွေအုပ်လိုက်အုပ်လိုက်ပြန့်တန်းလာခဲ့သည်။အတန်တွေကလည်းကြောက်မက်ဖွယ်ရာမြည်ဟီးနေသည်။တစ်နှစ်ကများစာကလေးတွေစပါးသင်းနိုင်တွေကိုအလွတ်တွင်စွခုသွားကြသည်မှာ လေတပွဲလုံးချစ်သွားသည်ဇပနံမင်းတပြည့်စီကြီးပဲကြံရစ်တော့လေဘက်ကိုကြည့်ကနွေနွေတို့အမိုးနဲ့မိုးဟိန်းတို့အမေတို့ရှင်ဘက်စီတီမျက်ရည်တွေကြာကြသည်တစ်နှစ်ပတ်လုံးကျွမ်းနေသွားနေရုံရဲ့ရွှွန်နေရည်တယ်မိုးရည်တယ်နေပူတယ်လုခဲကျိုးပန့်ခဲ့ရတာတွေတဲတဲ့ရည်သွန်ဖြစ်ရတယ်နွေနွေတို့ပါကတက်တစ်ချက်ခောက်လိုက်သည်သွားတာပဲဒဇင်းလို့တပွဲလုံးချွတ်တာပဲတစီဘက်တော့မှတရိษံသွားတာမချွတ်ကြပါစေနဲ့တော့ အမိုးတို့ကအညှို့ကြီးစွာကြိမ်ဆဲကြကုန်သည်ဟဲ့ဟဲ့မကြိမ်ကောင်းဘူးအဲ့ဒါနင်တို့ကံကြွေးဆက်တာကံကြွေးဆက်တာအဖီတို့ကဘာသာတရားနဲ့ဖြောင်းဖြားကြသည်မဆက်နိုင်ဘူးအဖီကျမတို့ဒီနေ့ငတ်တော်မှာသူကလောလို့မိန်းကလေးတွေကဝင်ပြောကြသည်ကွင်းတင်ရင်ဘာသာစကားနဲ့သူကလောလို့ငတ်တော့မယ်ဟုပြောခြင်းဖြစ်သည်။စာချောက်တဲ့အချိန်တိုင်းလေကွင်းတွေတွင် အုံအုံကြွကြွဆူညံနေသည် စာချုပ်တာကလည်းနှင်းမျိုးကအစုံဖန်ကြီးရသည်တံလုံးတီးလက်ခုပ်လဝါတီးရသည်ဖလက်စတစ်အိတ်ကိုရမ်းပြီးလဲခြောက်ရသည်လင်းစင်ဆောက်ထားတဲ့လောက်လွှဲနေပြစ်ပြီးလဲစာချုပ်ကြသည်ကျောင်းသားကျောင်းသူတွေလည်းဒီအချိန်ရောက်ရင်စာအုပ်လုံးဝမကျက်နိုင်လဲတဲ့ဆင်စာချုပ်တာနဲ့အချိန်ကုန်သည်မိုးရင်းတို့စောထူးထူးလူပြပောက်အရွယ်ရောက်တော့လင်းစင်ပေါ်မှာနေရင်နှစ်နေသိနေတဲ့ဆင်များနဲ့အချိန်ကုန်သည် ကန်တွေကစိတ်စိတ်နေစုံသားမြိုင်ရှာပုံဖွင့်ပါလို့ရဲ့ရင်မြအောင်ချစ်ရှာလို့သူအပူတပြင်းရှာဖွေးရင်မြေဆုံးဆုံးစီရဲလာကမုန်းတွေချစ်တဲ့ဥရဲ့ဘဝဆုံးတည်းမပြည့်ရဘူးတွေယူရဲစူးစီုံတော့ဖုံးကြမီဗန်းတွေပြူရဲ့မိုးဟိန်းဒီအတန်ကိုတင်နေတဲ့လောက်တင်ဟစ်ချင်တဲ့လောက်ဟစ်ပြလိုက်တယ် ဖြစ်ပြီးတဲ့နဲ့နောက်မှကဲဟူစိတ်မရှိတဲ့နဲ့အာမေရိတ်ပြလိုက်သည်မြို့မှရောက်လာက လာလေတဲ့တော်နွေနွေရလင်းစင်အောင်မှဟဲဟဲပက်ပက်ရင်မောနေတဲ့သည်အောက်မှလမ်းမောကြည့်ရင်ဆိုပါဟဲ့မိုးဟင်ရဲ့နင့်တန်လဲကောင်းသားပဲအာပေယာမြောက်ပြသည်မိုးဟင်ငါစိတ်ရှုပ်ရှုပ်နဲ့ရင်ရင်ခေါင်းခါသည်ငါလဲကြောင်းနေတော့နားနေပြီစောတူကလည်းသူ့လင်းစင်မှာတစ်ချက်တစ်ချက်ဝင်ဖောက်လျက်ဒီချိန်ရောက်ရင်ကျွန်တော်စိတ်တေးဖောက်ဖောက်လာတယ် စော်ထုဆိုပုံကရဲစရာကောင်းပါသည်ကျွန်တော်နေရာတွင်ကျွန်တော်အရှိကြီးဆွဲပြီးအတန်မှာပြားလဲလဲနဲ့ထောင်ဝင်သွားတတ်သည်နင်တို့ရလက်ခုပ်လက်ဝါးတည်ရင်ရဲတာစော်ထုနင်းစိတ်ဖောက်နေတာငါခုမှပဲသိတော့တယ်စိတ်ဖောက်နေတာငါမဟုတ်ဘူး तू ဟိုကောင်မိုးဟိန်မိုးဟိန်ကဘာဖြစ်နေလို့လဲနင်တို့ရမေးလျင်တော့မဖြေတတ်တယ်လို့ရဲနေသည်စာချောက်ပြီးချိန်ဆောင်ွက်ရလဲဖြေရမှာမျိုးဆိုတော့ဆက်ဆက်မရလဲမနေတာ ကျောင်းသားတွေကိုအချိန်မိုစာသင်ပေးရသည်။ဆောင်းမွေးဖြစ်ခြင်းနီးတော့မိုးဟိန်းတို့ခေါင်းထဲရစာတွေကမန်းကနန်းရိုက်သိမ်းရလေသည်။ဆယ်ရောင်ုံဘီနဲ့အောင်လုံးကအများတကာလို လောကကြီးရောဆောင်းမွေးရောစိတ်နာအမိစာစာလေးတွေကိုစိတ်နာမိသည်။မိုးဟိန်းနုသေးသည် အချိန်တစ်ချိန်လုံးကပေါ့။အိုးစာကလေးငယ်တဲ့အမူအရာအကျင့်ဒီနေရှင်နဲ့တထေရဲပါတကသူတပါးဤလက်ဖြင့်ဆိုက်ပြိုးခဲ့ပြီးမှတင်ရအသီးအနှံကိုဆွလို့ဒီမှာတရားပါသလော ဆရာငားလိုက်သည့်စာအုပ်ထဲမှစာညွန့်လေးတစ်ခုတွေ့လိုက်သည်ထိုစာညွန့်ကိုဆက်ဖက်ပြန်တော့လဲအသိဉာဏ်တစ်မျိုးရသည်ဟုမိုဟင်ဟာစောထုကိုပြောပူသည်တင်းဒီသနားပွဲရှိပြီကြတင့်အောင်မြေရှင်နဲ့နှိုင်းမိသည်ဟုပင်ငားစိတ်မကောင်းပါတင့်မှာတားကလေးတမိကလေးများအတွေ့ဝမ်းစာလိုပေးလိမ့်မည်တင်သားတမိကလေးများကလည်းစပန်းတန်ချီလာမည်တင့်အောင်မျှော်ကြရှာမည်ငါခွင့်ပေးပါ၏တင်လို့ရှိသလားတိုက်ချီပြန်တမ်းပါလေတို့တော့ငါမှပြရစေစပန်းတန်များရှင်းမဲ့ပြီဟုမြေရှင်ကတော့ သတင်းမပေးလိုက်ပါနဲ့哦။ဆရာကလေးဆိုသည်အဟိတ်တိရစ္ဆာန်သည်လူလောက်လောဘရမက်မကြည့်ပါဘူးဟုဆိုလိုသည်မှာထင်ရှားသည်။ထုံငယ်ကလေးများသည် သူတို့ဝမ်းသာပြည့်သွားလင်တော်လကောင်။သူတို့ကလေးတွေဝမ်းပြည့်သွားလင်တော်လကောင်။ဆက်၍အစာရှာမြင်မထင်ပေ။ဒီတော့ဆော်ဆူးဆိုတာလည်းဟုတ်သားပဲ။ဆရာကလေးကကော်ရိုလာစီးဖို့မှမလိုပဲ။သူ့မိမအောင်စိတ်နှက်ဆန်စရာလည်းမလိုပါဘူး။မတ်တင်လက်လို့ရေမွေးစွဖို့လည်းမလို။ခြေကူးကန်သွားဖို့တရားတန်ရေကူးဝတ်ဆောင်လည်းမဝယ်ဖို့မလို။ ဇာခန်းစီအစ်စ်လေးကိုလည်းညီးစရာမလိုလက်စားကိုလည်းမလိုဘသူ့လည်းမင်းတို့မှလည်းညှစ်ပြီးငွေယူစရာမလိုအတွေးခပ်ပေါပေါနဲ့ပြောသေးသည်မြို့ဆောင်နဲ့အန်တီချူအီစဖို့မူဒေါင်းဝေးတင်ချန်သားသောချက်သားနှင့်အာလုံးဟင်းကိုမမပမန်နဲ့စောင့်အောင်နေပြီအဲအဲငါဖို့ကတော့ချက်သားနဲ့အာလုံးဟင်းလို့ဆိုလိုက်တာနဲ့ချက်လေချောင်းယူလေးလက်ဖြံယူလေးတစ်ချောင်းတစ်ချောင်းတော့ပါတဲ့နာပေါ့ကွာခြေတော်ယူဆိုတော့လွန်းနာပေါ့ကွာနေနာကြီးကို တောင်းဆိုမိသေးသည် ကရုတ်ကြီးရွာစောထုအပားစာရေးလိုက်သည်ပိုက်ဆံမရှိ မရှိလို့မြို့မှာထားတာနေလိမ်မမာနေပါငွေစင်ကကြောင်းထားမိလို့လေထဲအပင်မအစင်းရဲမခံနိုင်တာတာအပြစ်မဟုတ်စပင်ညက်သေးလားကရုတ်ကိုစပင်အရှိကြီးနဲ့ပြန်လာတာအပားမကြည့်ချင်းဒေါက်တာကောင်းကသူ့ဘာသာသူရှိတာတာနဲ့ဘာမှမဆိုင်ပါဒီတခါစပင်ရှိလျင်ကရုတ်မှာကရုံးရိပ်ပြင်းပြီတော့မဟုတ်မောင်မြင့်ဆန်ကိုပြောရင်ရိတ်ခိုင်းပြီ ဇော်ဇော်ပေးသောခေါင်းလောင်းပေါင်းမီများကိုအဖျားကိုကျင်းမိဝတ်ပါဇော်ဇော်ပေါင်းသင်းများပေးသော secret များလည်းလုံးဝမတောက်ပါနဲ့ရန်နာသုံးပါမမေ့နဲ့ညတိုင်းဖျားရှိခိုးတံမုတ်တွေကိုကောက်ရွတ်အိတ်ပါနနဲ့အိယာစောစောထားတခြားဘာအလုံးမမလုပ်မီဖျားရင်ကြတော့ပါကာမှုကုတုသည်အကာလီကောကာလီကောအချိန်ခါမရွေးအကျိုးပေးပါလိမ့်မယ်မြို့မှာလူငယ်တွေလေးလွင့်ပြည့်စည်နေတယ်လို့ ယခုအပားစာရေးပေးသူဆရာလေးကိုမြင့်အောင်ပြောသဖြင့်ဆော့ထုအတွက်အပားဆွေးရင်လာသည်လူကိုဖြက်အရက်တဲ့မွေးရစီပါလဲလုံးဝရှာမှာမိမများလဲလုံးဝလက်မကြည့်ပါနဲ့မတင်လက်တို့နွေနွေတို့ကိုလဲနမတာချင်းလို့ဆောင်းလျှောက်ပါ ခေတာလဲဝယ်ဖို့မကြိုးစားပါနဲ့အိုးဒီလာဆော့ထုပို့တော့ငွေ80မှာခဏပဲကုန်သည်ငွေစအသုံးမခံပါဒီလာအတွက်စီဝမ်းဘဲတစ်စိတ်စိတ်လေးငရုတ်ကြက်တော့ထန်းလျက်ဝယ်တာနဲ့ကုန်ပြီ ထင်းတော့မဝင်နိုင် အပားပါတာအပင်ပန်းခံခွေမီလေကစပားရလို့တော်သေးသည်ဒါရောင်ကိုတာပြည့်အောင် ရောင်းရမည်ဆိုတော့ဝမ်းစာမနဲ့ခြံရသည်စပားထွက်နေလို့ပြင်မြောင်းပြည့်တမဝိုင်မားပေးတော့ပစိုးလေအပားလူချင်းလို့ပါအပားမှာပစိုးနှစ်ထည်ရှိတာတစ်ထည်ဆုပ်လူပြီးယခုစပား900ဈေးရသည်နောက်နှစ်1100ဈေးရတဲ့စီကိုရောင်းအောင်မည်စိတ်ကူးသည်ဆလင်းပေါ်တွင်အယောင်းဝယ်ဖြစ်ခြင်းကိုကိုတာကြီးမှရောင်းရမည်ဆိုတော့ ပါအလုတ်ကြိုစားရအောင်မြည်ဒီနေ့ဝါကောင်လာကအပါလဲ69နှစ်ပြည့်တော်မြည်ကိုဘသာကိုစီးဖော်စားသဖြင့်လဲကျမ်းပါသည်ယန္တနာသုံးပါခုံကျေးစုကြောင့်လည်းဖြစ်သည်အပါတို့ကွင်းကရင်များဘာသာရေးကိုအဓိကထားသည်သားလဲမမေ့စေချင်ပါစောတူဟာသူ့အပါစာကိုတစ်ခေါက်တည်းဖတ်ဖြစ်သည်သူဘွားတန်းတန်းချောင်းလုံးလေအလုတ်ကိုပြပန်းစင်းရဲစွာလုပ်ရင်ဒါအထွေဆုံးကလေးအတွက်စိတ်တော့ကားရောက်ရင်အသက်ကုန်ဆုံးမိလားမသိဘူး အသက်40ကျော်50နီးပါးမှမွေးသောတာနောင်ကလေးမှုစိတ်ပူပင်ရသည်ဆောထုဟာအပါနောင်းရင်တော့မွေးပါသောတာဖြစ်သည်ကလေးရောက်ရင်တော့ဆောထုကိုစစ်စစ်မင်းများလိုမစုံတာဖာနှစ်ယောက်ရန်ကြီးဖြစ်နေရသည်မောင်မြင့်ဆန်ပြောတယ်နင်ကောင်းမောင်ကျန်းနေတဲ့အရက်လဲတောက်တက်တယ်စီလီလဲတောက်တက်တယ်ကွန်လဲစားတတ်တယ်တဲ့ကြည်စမ်းငငယ်ရွယ်ရွယ်နဲ့တောကြောင်နေဖြစ်နေပြီအရက်ကဘာလို့တောက်ရတာလဲဟာအဘလဲသူ့ဘာငါ့ကိုတိုက်တာပင်မခံနိုင်အောင်လို့တဲ့ ပြီးတော့အမြဲလည်းမတောက်ပါဘူး။ဘာဖြစ်ဖြစ်မတောက်နဲ့ပေါ့။ပြီးတော့နေ့မှရေးစားရှိတယ်ဆိုဟာမရှိပါဘူးဗျာ။စဉ့်ဉဏ်ပါမယ်။မိန်းမတော်ယူမလို့ဆို။ဘယ်ဟာပိုက်ဆံရှိလို့မိန်းမယူရမှာလဲ။မိန်းမဆိုတာပိုက်ဆံရှိမှယူလို့ရတာ။မသိဘူးလေ။နေရေးစားရှိနေသလားလို့။နေမိန်းမယူမယ်လို့ကောင်းမွန်ကပြောတာပဲ။ယူရင်သူ့နမှာပဲယူရရှိတာပဲ။ဟေးခွေးမသားတော်တန်တိတ်ကိုတခင်ကဒီလိုမပြောရဘူး။ ဟာဘယ်အကုတ်တခင်ရမှာလဲဗျာ။ तू ကတခင်ဆိုရင်ငါကြုံဖြစ်နေမှာပေါ့။အပရာအေးအေးနေစမ်းမှာ။နေမိမယူခြင်းမြို့မှာမယူနဲ့နော်။တောပြန်ခဲ့။ငါဒီမှာမိမကောင်းကောင်းရှာပေးစမယ်။ပြီးတော့တင်လက်ကိုသွားအရွက်မဝင်နဲ့။နင်ချန်တဲ့ကကိုတောင်ခန်းနဲ့တင်လက်ဝင်လာတာငါတွေ့တယ်။ဘာလာလို့တာလဲ။အင်းရလေးကိုစားပေးခိုင်းတာပါဗျာ။အပလည်းမလုပ်ပါနဲ့။ငါနဲ့တင်လက်ကတခြားစီပါ။ตัวง่าพุ่งเลยเด้งะปิดาบ่หมัดป่าวงาแล้วไม่ใจเย็นป่าวอืม အိမ်ဝတဲတဲမှဂျပန်လို့ကြွေတဲ့ပန်းအိုးတွင်ထိုးဆိုင်ထားသောသစ္စာပန်းကပ်အဖြူတို့သည်ငေါငေါဆင်းဆင်းနှင့်လန်းဆန်းနေကြသည်ပန်းအိုးကြွေဖြူပေါ်မှပန်းမွင့်ကိုလက်ပြားနားဟန်နှင့်ပန်းချုံနားတွင်မြို့သားတယောက်ကမြို့သမီးတို့ကိုမြူချိုချိုနှင့်ပွေးဖက်ထားပုံကိုရေးချဲ့ထားလေသည်ဒီလိုပကြီးမျိုးအနီကျုပ်ရဲ့တောင်တွင်တွေ့ဘူးသည်အစားတော့ရိုးရိုးထင်သည်ဒါကြောင့်စောစောကအမျိုးသမီးကြီးတွေခုခုခိခိနှင့်အသံထွက်အောင်ရင်မောနေကြတာထင်သည် ။စပွဲဝိုင်းပေါ်မှာရွှေအောင်တစိမ့်ပတ်နဲ့ပလင်းများပြိုလဲနေသည်ကိုလင်မန်းနဲ့ထဲလိုက်သည်။ခန့်ထဲသောတရင်အမျိုးအစားဆန်းနီးယားပေါ်မှာဖန်ကလဲနှစ်ခုလည်းတင်လိုက်ရသည်။ဖန်ခွက်ပေါ်မှာရွှေရည်စလုံးများနဲ့ဝက်ဝတ်တောက်တောက်ရန်တင်မောသားတောက်ရန်လူကြီးလူကောင်းတောက်ရန်စသည်ဖြင့်ဖန်ခွက်အမြင့်စီသူတစ်ဆင့်ပြီးတစ်ဆင့်တက်သွားသောအရက်တောက်နှုန်းကိုတိုင်းတာသောအိဗယ်ကိုဆော့ထုတ်နားမလဲ။တခါတော့ကတော့စောစောတိုက်တဲ့ဖြင့်ဒီဖန်ခွက်နဲ့အပြည့်ရက်တာပို့သည်ရွေဝင်းနဲ့မူးလိုက်တာ မျိုးလုံးနဲ့နှာရည်စောစောအယုတ်ရောတင်လက်ဆန်အယုတ်ရောမောဟင်းနဲ့နွေးနွေးတို့အယုတ်ရောကြည့်လိုက်တိုင်းနှစ်ယုတ်စီဖြစ်ခါထွေဝါနေသည်တိန်လုံးလဲပတ်ချလဲနေသည်ရှင်နဲ့အနေရခက်ခါပြပြတက်လာသဖြင့်အမိုးကြီးအမိုးကြီးဟူတန်းတာပြီးခေါ်မိသည် နောက်မှအမိုးမရှိတော့တာတွေးမိပြီးငိုချင်လာသည်ဒီတော့ကအမိုးဆုံးတာနှစ်လကျော်ကျော်ပဲရှိသေးသည်တလင်းထဲတွင် ပိုးထီသေးဆုံးခဲ့သောအမိုးကိုပဲမြင်အောင်နေမိသည်။ညနေနေမိုးဟင်းကစောထုကိုချုံမော့ကအိယာရဲသို့တွဲခေါ်စားသည် နင်းငိုလိုက်တာနဲ့ငါလည်းကတော့ပူလွန်လိုက်တာဟဲ့နွနွေရတမန်တတပြောမိသေးသည်တကယ်တော့ကတော့ဆိုတာကရန်ကုန်နဲ့ဘာမှဝေးတာမဟုတ်ရန်ကုန်မှဘကူဘူးမထိုင်ဦးသို့မဟုတ်ဒိုင်ဦးတိုင်ရိုက်ကများစီရင်သွားနိုင်သောနေရာဖြစ်သည်85မိုင်မဲဝေးသည်အပားပြောဖို့သည်အိမ်ဦးကျမြင့်ပမာသွားခြင်းဖြင့်တပတ်တစ်ခေါက်တောင်ပြန်နိုင်သည်ဒါပေမဲ့ဘသူပြန်နိုင်သည်လဲလန်စီအပေါ်တော့ငွေရှိချက်ဆိုတာလဲဆော့ထူးဖို့ရောဘိုးအေးဖို့ရောနင်းရီးဖို့ရောရှားပါလာသည် တမိုးရင်းလုံးရေတဲ့နှစ်နေလျက်ကောက်ရိတ်ချိန်၌အပင်ပန်းကြီးလာသောရွာသူတို့ဘဝကဆင်ဆစ်လွမ်းစရာမကောင်းလားမြို့မှာကြောက်ပြားကာရန်ထားသောရေချိုးကန်ကြွေကွက်များမွေးပြန့်တင်းကြိုင်သောဗီနိုလီယာဆက်ပြားများပင်လယ်ရှင်မြုပ်များနဲ့ရွှတ်မဲမဲကိုတုံခင်းထားသောတသားပြက်ပေါ်တွင်တွင်းရေကိုငင်ချိုးရကအမဲစီရင်နဲ့မပြောက်သောအဝတ်လျှော်ခရီးဝင်းဆက်ပြားအတူတူကဘယ်သူမှနှိုင်းရှင်ဖက်ဆက်လို့မရသည်ကိုအသိသားပဲလူဖြစ်ရှုံးနေကြတဲ့ဘဝကိုဘလို့အမျက်ထွက်အောင်လုပ်ရမလဲ။ ဒီမိုးဟိန်ဆိုတဲ့ကောင်ကလေးကတော့စာအုပ်တွေဖတ်ပြီးနိုင်ငံရေးစကားမကြားခဏပြောလာသည်သူပြောတာတွေဟုတ်တော့လဲဟုတ်တာအမိုးကိုပို့ထီတော့အောင်ဆိုရင် စေဝါမရှိစေုံပို့ဖို့ရင်မရှိလူလိုက်နေသောအမိုးကိုတတ်သမျှမှတ်သမျှစေမိတို့များနဲ့ကူးယင်းအသက်ပြောင်းပါသည်တလင်းကြီးရိတ်ချိန်တိုင်းပို့ထီပြီးအသက်တွေဆုံးပါသွားရသူတွေမှာဘဝဤဒုက္ခဆိုတစ်ခုပဲလားနင်းတွေပင်ရွာတစ်ခေါက်ပြန်ရင်15နှစ်သမီးလောက်ကပို့ထီမလို့ဖြစ်လိုက်သေးသည်နင်းတွေနင်းမှတ်မိသေးလားမိုးရင်ရမေးသည် နွနွနဲ့ပတ်သက်ပြီးမိုးအိမ်မှာအမဲရစရာဖြစ်စဉ်များနဲ့ကြည်နှမ်းနေသည်စစ်စစ်တော်အမျိုးကြောင်းသူကြောင်းသားများဖြစ်နေကြသောမိုးအိမ်နှင့်နွနွတို့သည်တလဲနေသူအလဲလိုက်လာခြင်းဖြစ်သည်တိမ်တွန့်တိမ်ရိတ်တိမ်ခွန်လေးတို့လွှမ်းခြုံနေတော်လဲကောင်းမြင်ပြင်သည်နေရာနှင့်ဝင်နေသည်နေကြည်လင်းပွင့်၍ထန်းတပြားသို့ရောက်လို့လို့ပဲစော်ထုတစ်ခုလုံးချွေးများနှင့်နစ်ကမျက်စိများပင်ဝေသည်မူနောက်နေသည်ညီတို့ရခုံဆွားခုံဆွားနဲ့တလင်းနဲ့ခြေထောက်ချလိုက်သည်နှင့်ပြပြစီစီအစ်တစ်တစ်နှင့်မွေးကောင်ကိုတက်နေမိသည် လင်းကြီးရိတ်ချိန်မှုအဖေါ်ကရှင်ပြီးအောက်ကရှုပ်နေတော့ဘာမှမမြင်ရစောတူစောတူငါဒုက္ခရောက်ပြီအော်ပြီးလူကမလှုပ်ရဲမွေကိုတက်နေထားသောခြေထောက်ညာကိုလုံးဝမရွေ့ရှားရဲမွေနဲ့ပတ်သက်လာရင်နင်းမယုံဖြစ်စီခြေထောက်ပေါ်ကြော်ဖြတ်လျင်ဖြစ်စီအตาညင်နေရမည်ဟုလူကြီးညာတင်ထားသောအသေးကရှိနေသောကြောင့်အသက်ရှူရက်တော်ခမန်းငြိမ်သက်ခါမွေငါသေတော့မယ်ပြောရင်မျက်ရည်တွေဘဲကဘလို့ကြာလာမှန်းမသိဘူး မိုးဟိန်းဤဗျုံးစုံနွေနွေအနီတို့တက်ကိုင်းချောင်းတစ်ချောင်းကင်ခဲ့ပြေးလာသည်ထို့နောက်နွေနွေဤကိုကိုလှမ်းဖက်ကနွေနွေနင်းချလာကိုရုပ်လိုက်ဒီမွေကြွတ်ပြူထားတာမလှုပ်နိုင်ဘူးဒီတော့မှနွေနွေသည်အသက်ရှူနိုင်ကခြေထားကိုရုပ်လိုက်လေသည်မိုးဟိန်းကမွေကောင်းကိုချိန်မနေအောင်ဆင့်ငါဆင့်ငါရိုက်လိုက်သည်ဒီမွေတစ္ဆာဖောက်ထားတာပဲစောထူအပါကောင်ဝင်ပြောသည် မွေကိုအုံးရွှေရွှေကြည့်နေကြသည်ဘာလို့လဲအပါဟုစောထူကမောကြီးပန်းကြီးနဲ့မေးလိုက်သည် ကြွက်ကသူတို့ကိုတွင်းတူပေးတဲ့ဂျေဆုရှင်ပဲဒီမွေဟာဂျေဆုရှင်ကိုပြန်တက်တဲ့အကောင်သစ္စာပေါတို့သွားရလမ်းမယ်နင်းနွေးရေဖူးကပြောလိုက်သည် မွေပြတာဟာဒီကောင်မျိုးကစိတ်မမြူပောက်တာနဲ့တခါတည်းအယူးကြွေတယ်တာဆန်ကဝင်းမချက်ချသည်ဒီမက်ချက်ချောင်းနင်းနွေးဟာကြောက်တယ်ကြောက်တယ်ဟုပြောကငိုပြန်သည်နင်းနွေးဖီကနင်းနွေးကိုလှမ်းဖက်ရင်နှစ်သိမ့်လိုက်သည်မွေပြုတ်ပါစောထူးကညံပွားသည်မွေပြုတ်မဟုတ်ဘူးကွာမွေပြုတ်ကငှက်နဲ့တူတာ သာဇံပြန်ချေပါသည်စောထူကအရှောင်မပေးချင်တော့ဘာမွေမျိုးဖြစ်ဖြစ်ဟာနွဲ့နွဲ့မသေးတာအဓိကပဲအော်ဒါတော့နင်ပြောမှလားအေးငါပြောမှနင်သိမှာပေါ့ရွှေရောက်ဖားရဲ့စောထူကနှမရှိတော့သာဇံကိုမထီတထီနဲ့ပြောလိုက်သည်သားဇံကစောထုအားစပန်းနဲ့တပြက်စီနဲ့ရိုက်ချလိုက်ရာနှစ်ယောက်သာလုံးထွေးတက်ပုတ်ကြတော့သည်တယောက်ကိုတယောက်နောင်လည်းမလုကြတက်တက်မဲ့ကစားသလိုနှမန်းလုံးနေကြလည်းဖြစ်သည်အားလုံးတတော်တော်ရေမောကြသည် ။နင်းထဲတွင်ကြားနေရသောယူသားဖွင့်လင်း၍ပူလိုက်တဲလိုက်ရေမောတံများကိုဟန်ဆောင်ဘဝမှမခိုးမခန့်ရေမောတံများကဖုံးလွှမ်းသွားလေတော့သည်။စောထူ၏တွင်များသည်တမဟုတ်ချင်းပြောက်ပြဲလျက်မိုးဟိန်းနှင့်နွေနွေတို့လည်းအမြင်တွင်ပြောက်ကွယ်သွားကြသည်။ဒီတော့မှဒီကြီး၌သူတို့မရှိတော့တာတည်းရပြီးရင်ထဲ၌ဟာသွားသည်။ ားပေးနှဆင်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။အပိုင်း၃ကိုလည်းဆက်လက်ဆောင်ရွက်နှဆင်ပေးပါအောင်နော်။